င်္ဂလာပါရှင်ကျမကတော့ယူမိကိုပါမနေ့ကဖြစ်ပျက်ခဲ့မြသတင်းတွေကထူးခြားတဲ့သတင်းတချို့ကိုရွေးချယ်ကောင်းတို့တင်ဆက်ပေးသွားပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့ ရွှေကျင်မြို့နယ်ကုန်းစက်ရွာနယ်မြေရဲစခန်းကို KNU နဲ့ပူးပေါင်းတပ်သိမ်းယူတဲ့သတင်းဒေါ်အောင်ဆန်းစုကြည်ကိုပြည်သူ့ကောင်ရေးစုပေးအပ်ချီးမြှင့်တဲ့သတင်းနောင်ချိုကိုစစ်ကောင်စီဘုံကျဲတိုက်ခိုက်နေတဲ့သတင်း Great Wall Hotel ရှင်းလင်းရေးအေရိယာကိုကန့်သက်အေရိယာသတ်မှတ်တဲ့သတင်း ထန်တပင်မှာစစ်ကောင်စီလက်နက်ကြီးထိလို့ပြည်သူတအူးသေဆုံးတဲ့တွင်ပါကစ္စတန်တပ်တမန်ကိုအိန္ဒိယကနှင်ထုတ်ပြီးနှစ်နိုင်ငံနယ်စပ်ဂိတ်ကို ပိတ်လိုက်တဲ့တွင်အဆရှိတဲ့တွင်တွေကိုတင်ဆက်ပေးပါမယ်ပထမဆုံးသတင်းအနေနဲ့ရွှေချင်းမြို့နယ်ကိုစိတ်ရွာနယ်မြေရဲစခန်းကို KNU နဲ့ပူးပေါင်းတပ်သိမ်းယူတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းရှိချမ်းရွှေချင်းမြို့နယ်ကစစ်တမ်းမြစ်ဘေးမှာရှိတဲ့ကိုစိတ်ရွာနယ်မြေရဲစခန်းကို KNU တပ်မဟာ3ဦးဆောင်တဲ့ပူးပေါင်းတပ်က ဧပြီလ23ရက်မနက်ပိုင်းမှာတင်းယူလိုက်တယ်လို့ PNC ရေသတင်းရင်းမြစ်ထံမှသိရပါဗျ။ကနဦးသတင်းအရစကန်းကိုတင်းလိုက်နိုင်တယ်လို့သတင်းရင်းမြစ်ရဲ့ပြောပြချက်အရသိရပေမယ့်အသေးစိတ်အချက်လက်တွေတော့မသိရသေးပါဘူး။စကန်းသိပြီးညပိုင်းမှာတော့ကုန်းစိတ်ရွာနဲ့တိတ်မဝေးတဲ့ရှမ်းစုရွာအနီးကိုစကောင်စီလေတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သတင်းရင်းမြစ်ကပြောပါဗျ။ကွန်စိရွာမှာစကောင်စီတပ်ရဲ့တောင်ငူချေဆိုင်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ်698ချင်းမြန် တရင်လဲရှိသလိုရွာရဲ့မြောက်ဖက်6မိုင်ခန့်အကွာစစ်တောင်းမြစ်ဘေးကဒုံစရစ်ရွာမှာလေအမှတ်969ချင်းမြန်တရင်လဲရှိနေပါတယ်နောက်ထပ်သတင်းအနေနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုပြည်သူ့ကုံရီစုပေးအပ်ချင်းမြင့်တဲ့သတင်းကို တင်ဆက်ပေးပါမယ်16ကြိမ်မြောက်ပြည်သူ့ကုံရီဂုံပြုမှုဖြစ်လူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုရွေးချယ်ခဲ့တာဟာအကြမ်းဖက်စစ်အာဏာရှင်ကိုဒူးမထောက်ဘဲကြံ့ကြံ့ခံတွန်းလှန်နေတဲ့ ိတ်ခွန်အားတွေကြောင့်ဖြစ်တယ်လို့ပြည်သူ့ကုံရီအသင်းဗဟိုအလုံးမှုဆောင်ဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။အမေရိကန်ခြေဆိုင်ပြည်သူ့ကုံရီအသင်းဟာ2025ခုနှစ်ရဲ့16ကြိမ်မြောက်ပြည်သူ့ကုံရီဂုံပြုမှုဖြစ်လက်ရှိနိုင်ငံရေးအကျဉ်းသားလူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုရွေးချယ်ပေးအပ်မှာဖြစ်တယ်လို့ကြေညာထားပါတယ်။ဒါဟာသူမရဲ့ဘဝတစ်လျှောက်လုံးမြန်မာနိုင်ငံနဲ့ပြည်သူတွေပေါ်ထားရှိတဲ့အနစ်နာခံမှု မြစ်တာတရားနဲ့နိုင်ငံရေးဥဆောင်မှုတွေပေါ်ကျေးဇူးတင်စကားဆိုခြင်းနဲ့အကြမ်းဖက်စစ်အာဏာရှင်ကိုဒူးမထောက်ဖဲကြမ်းကြမ်းခံတွန်းလှန်နေတဲ့စိတ်ခွန်အားတွေကိုဥညို့ဂုံပြူခြင်းဖြစ်တယ်လို့ပြည်သူ့ကောင်ရဲ့အတင်းကထုတ်ပြန်ပါတယ်။ဒါပြင်မတရားဖန်ဆီးထိမ့်သိမ်းခံနေရတဲ့ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေနဲ့အတူတမျိုးသားလုံးစစ်ကြုံဘဝမှလွတ်မြောက်ရေးအတွက်ပြည်သူ့ကောင်ရဲ့အတင်းကြီးကဆက်လက်အားစိုက်ကြိုးပမ်းသွားမယ်လို့ကတိပြုကြေညာထားပါတယ်။ နောက်ထပ်သတင်းအနေနဲ့နောင်ချိုးကိုစစ်ကောင်စီပုံကျဲတိုက်ခိုက်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုးမြို့နယ်ရှိလမ်းခွဲနေရာများကိုနေ့ကညပိုင်းမှာစစ်ကောင်စီကဝိုင်းတွဲလီရင်နဲ့ပုံကျဲတိုက်ခိုက်နေကြောင်းဒေသခံအချို့ကပြောပါရယ်။စစ်ကောင်စီကနောင်ချိုးပြည်ဦးလေလမ်းမရှိကြောက်ကျန်းလမ်းခွဲနေရာရှိအုံမတိရွာနဲ့အုံမခါကြီးရွာတို့ကိုညနေ6:00နာရီကမှစ၍ပုံကျဲတိုက်ခိုက်နေတာလို့ဆိုပါရယ်။ ဘုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်မှုအခြေအနေကိုတော့မသိရသေးပါဘူးစစ်ကောင်စီကလာရှိုးကိုတရုတ်ကူညီနဲ့ပြန်ရပြီးတဲ့နောက်မှာနောင်ချူဘက်ကိုထိုးစစ်ဆင်ဖို့စောင်ရွက်နေတာလည်းဖြစ်ပါတယ်နောက်ထပ်သတင်းအနေနဲ့ Great Wall Hotel ရှင်းလင်းရေး area ကိုကန့်သက် area သတ်မှတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ငလင်တန်းကြောင့်ထိခိုက်ပျက်စီးသွားတဲ့မန္တလေးက Great Wall Hotel ဖြိုချရှင်းလင်းနေတဲ့ area ကို ုံမှတလေးလေးထုတ်ပြီးကန့်တန့်နေမြေဖြစ်သတ်မှတ်ထားတယ်လို့မြို့ကန်တွေစီကသိရပါဗျ။ကန့်တန့်နေမြေတာဝန်မအပမဝင်ရပုံမှတလေးလေးလို့ရေးသားသတိပေးထားတယ်အနီရောင်ဗီနိုင်းနေချိတ်ထားတာလို့မြို့ကန်တွေကဆိုပါတယ်။ငလီမေးရှာဖွေကယ်ဆယ်ရေးလှုပ်ဆောင်တဲ့မန္တလေးမြို့ကန်ကုညီကယ်ဆယ်ရေးအဖွဲ့ဝင်တဦးကတော့ခုလိုပုံမှန်တလေးလေးထုတ်ပြီးကန့်တန့်နေမြေတတ်မှတ်တဲ့ရှင်းလင်းရေးဧရိယာမျိုးမတွေ့ကြုံဘူးလို့ပြောပါရယ်။ Grey War Hotel မှာငလျင်ပြီ ထိရောက်တဲ့ကုညီကယ်ဆယ်ရေးကိုအချိန်မီမလုပ်ဆောင်နိုင်တဲ့အတွက်တဆိုင်ရာမိသားစုဝင်တွေဒေသခံတွေရဲ့ဝေဖန်မှုတွေလည်းရှိနေပါတယ်။နောက်ထပ်သတင်းအနေနဲ့တန်တပင်မှာစစ်ကောင်စီလက်နက်ကြီးထိလို့ပြည်သူတို့အသေးဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတန်တပင်မြို့နယ်တောင်ပူချောင်ကြီးရွာကိုစစ်ကောင်စီတပ်ကတိုက်ပွဲမဖြစ်ဘဲလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်ဒေသခံပြည်သူတို့အသေးဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ ီနေ့မနက်အစောပိုင်းကညောင်ချီတော့ခြေဆိုင်စစ်ကောင်စီတပ်နဲ့ခလာရ83တို့ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ရမှာတောင်ပူးချောင်ရွာတဲ့နှလုံးကြရောက်ပောက်ကွဲခဲ့တာလို့တောင်ဦးခရိုင်တပ်ရင်း353ညနေပြန်ကြားရေးတာဝန်ခံကပြောပါရတယ်။အဲဒီလက်နက်ကြီးကြီးတွေကြားရောက်ပောက်ကွဲမှုကြောင့်အသက်80ကျော်အရွယ်မျိုးသမီးတဦးသေဆုံးခဲ့ရပါတယ်။နောက်ပြီးအသက်10နှစ်အရွယ်ကလေးငယ်တဦးမျိုးသမီးတဦးနဲ့မျိုးသားနှစ်ဦးတို့လည်းခြိကြိုက်ဒဏ်ရာတွေရရှိခဲ့တာပါ။ အဲ့ဒီတရားရသူ၄ဦးတည်းက၃ဦးဟာစိုးရင်ရတဲ့အခြေအနေလို့တောင်ကူခရိုင်တည်ရင်၃၅၃နှစ်ကထုတ်ပြန်ပါတယ်။နောက်ဆုံးသတင်းအနေနဲ့ပါကစ္စတန်တပ်တမန်ကိုအိန္ဒိယကနှင်ထုတ်ပြီးနှစ်နိုင်ငံနယ်စပ်ဂိတ်ကိုပိတ်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာစစ်တေးကြတိုက်ခိုက်မှုတွင်ခီးသွား26ရောက်သေဆုံးခဲ့ပြီးတဲ့နောက်မှာအိန္ဒိယဟာပါကစ္စတန်နဲ့အဓိကနယ်စပ်ဖြတ်ကျော်ဂိတ်ကိုပိတ်ချလိုက်ပြီး တန်တမန်ကိုနှစ်ထုတ်ကရင်းမြဝေမှုဆိုင်ရာအရင်ကသဘောတူစာချုပ်ကိုလည်းရက်ဆိုင်လိုက်ပါတယ်။ပါကစ္စတန်ဟာတိုက်ခိုက်မှုမှာပေါဝင်ပတ်သက်ခြင်းမရှိကြောင်းညင်းဆိုထားပြီးအိန္ဒိယရဲ့လှုပ်ဆောင်မှုတွေကိုတုံ့ပြန်မှုအတွက်မနေ့ကမျိုးသားလုံခြုံရေးကောင်စီစီဝေးကျင်းပခဲ့တယ်လို့သိရပါတယ်။ခီးသားတွေအများစုလာရောက်ကြရာပါဟေဂန်ဒေသမှာတနက်သမားတွေကခီးသားတွေကိုပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတိစုံသူတွေထဲမှာစီးပွားရေးလုပ်ငန်းရှင်တွေလည်းပါဝင်နေပါတယ်။ ီတိုက်ခိုက်မှုကိုဘယ်အဖွဲ့အစည်းကမှပြုလုပ်ခဲ့ကြောင်းထုတ်ပြန်ခြင်းမရှိပေမယ့်အချို့သတင်းဌာနတွေကတော့ပါကစ္စတန်ခြေဆိုင်နဲ့ဆက်သွယ်နေတဲ့အဖွဲ့တစ်ဖွဲ့လို့ဆိုကြပါဗျ။ကြိပခီးစဉ်တွားရောက်နေတဲ့အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာလုံခြုံရေးတာဝန်ရှိသူတွေနဲ့စီဝေးလုပ်ဖို့ခီးစဉ်နောက်ကြောင်းပြန်လှည့်ခဲ့ပြီးအဲ့ဒီကိစ္စပေါ်လှုပ်ဆောင်ခဲ့သူတွေကိုအေးအေးယူဖို့တုံ့ဆိုင်နေမှာမဟုတ်ဘူးလို့ကြေညာပြုထားပါဗျ။ ကက်ရှမီးယားဒေသကိုအိန္ဒိယနဲ့ပါကစ္စတန်တို့ကပိုင်ဆိုင်ကြောင်းအခိုင်အမာပြောဆိုထားကြပြီးအိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးယားဘက်မှာတော့အစိုးရစန့်ကျင်ရေးနဲ့ခွဲထွက်ရေးသဘုံထားမှုဆယ်စုနှစ်များစွာဖြစ်ပွားခဲ့ပြီးခီးသွားနယ်အရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုကတော့ရှာရှာပါပါဖြစ်ခဲ့တာလည်းဖြစ်ပါတယ်မနီကတီယတာဖြစ်ပျက်ခဲ့သမျှသတင်းတွေကစိတ်ဝင်စားစရာကောင်းတဲ့သတင်းချို့ကိုမြို့တော်ပြည်သက်ကြီးတွေရွေးချယ်ကောင်းတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။